မတူညီတဲ့ဝက်စားစင်ရင်မှုတွေနဲ့ဘီဘာအိုကိုချီတက်ခဲ့ကြတဲ့ယူနိုက်တက်နဲ့စပါတင်ကဆရာကြီးများဒီနေ့မှာတော့ယူရိုပါလိဘောလုံးဝဲကိုရှင်ပြိုင်မဲ့မန်ချက်စတာယူနိုက်တက်တင်းနဲ့တော်တီယန်စပါတင်းတို့ရဲ့ပြင်ဆင်မှုပုံရိပ်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်တင်းကတော့ပော့စမင်းရဲ့စမတ်ကြတဲ့ဝစ်စုံတွေနဲ့တီတီတက်နဲ့ရောက်ရှိလာခဲ့ပြီးစပါကတော့လေ့ကျင့်ခန်းဝစ်စုံနဲ့တက်တော်တက်တာခီးထွက်ခဲ့တာကိုတွေ့ရပါတယ်။မန်ချက်စတာယူနိုက်တက်တင်းကလာမယ့်ဗိုလ်တော်ဦးနေ့မှာဘီဘာအိုမြို့မှာရှင်ပြိုင်ကစားမဲ့ယူရိုပါလိဘောလုံးဝဲအတွက်ဒုတိယတရားဝင်ဝစ်စုံတင်းကိုမိတ်ဆက်ပြသခဲ့ပြီးဘီဘာအိုကိုထွက်ခွာခဲ့ပါတယ်။နိုင်မြကျော်ပီတင်ဒီဇိုင်နာပော့စမင်းဖန်တီတာရဲ့အပြာရောင်ဝစ်စုံတွေနဲ့ မန်ယူရဲ့ဆရာသမားတွေကတကယ်ကိုစမတ်ကြပြီးတည်တည်ငြိမ်နဲ့ချီတက်ခဲ့တာပါဟဲ့မကွိုင်းယာဘရူနိုဖာနန်ဒက်လီနီယိုရိုနဲ့မစ္စမောင်နိုလိုထိတ်တန်းကစားသမားတွေဟာဒီဝစ်ဆောင်တွေကိုဝစ်ဆင်ထားတဲ့ဓာတ်ပုံတွေကိုအသင်းရဲ့လူမှုကွန်ရက်ဆာမျက်နှာတွေမှာမျှဝေခဲ့တာကိုတွေ့ရပါတယ်ပေါ်တူဂီမှာထုတ်လုပ်ထားတဲ့ဒေဘရာယာလီလိုအမည်ရတဲ့ဒီဝစ်ဆောင်ဟာအပြာရောင်ငမန်းသားကြီးနဲ့ပြုတ်လုထားပြီးမူလာဇီနိုပေါင်1000ကနေရှော့ဇင်းနဲ့ပေါင်800နဲ့ဝယ်ယူနိုင်တယ်လို့သိရပါတယ်ပေါ်စမီနဲ့မန်ယူတို့ကဘောလုံးမွေနေတဲ့စတိုင်ကိုဂုံပြတဲ့အနေနဲ့နှစ်ပေါင်းများစွာလက်တွဲဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ် တပတ်မှာတော့ဒေါ်တရားကိုစကွာသင်းရဘီဘောက်ကိုခီးတော့ဖို့ပြင်ဆင်နေတဲ့ပုံရိပ်တွေကိုလည်းတွေးကြရပါတယ်။အတင်းရဲ့လူမှုကွန်ရက်မှာမျှဝေထားတဲ့ဗီဒီယိုထဲမှာတော့ဒီပြပိုစီကိုကလေးရဲ့အတင်းသားတွေဟာသူတို့အတင်းရဲ့လေ့ကျင့်ကဝတ်စုံတွေကိုဝတ်ဆင်ပြီးအတင်းဘတ်စကားပေါ်တက်နေတာကိုတွေးရပါတယ်။မန်ယူရဲ့စမတ်ကြတဲ့ဝတ်စုံနဲ့စန့်ကျင်ဘက်အတင်းနဲ့စပါကသားမားကြီးတွေကတော့တက်တောင့်တတရှိတဲ့ပုံစံနဲ့ခီးထွက်ခဲ့တာကိုတွေးရပါတယ်။အောင်စရာကောင်းတာကနှစ်တင်းစလုံးကသူတို့ရဲ့ဖြည့်ရင်းလီမှာရုန်းကန်နေရပေမဲ့ဥရောပပြန်ဝဲမှာတော့တိတာတင်ရှားတဲ့အောင်မြင်မှုတွေကိုရရှိထားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်တင်ဟာယူရိုပါလိအုပ်စုအဆင့်ရှစ်ပွဲလုံးမှာရှုံးပွဲမရှိခဲ့တယ်လို့စပါးကလည်းတပွဲသာရှုံးနေခဲ့ပါတယ်။ရူဘင်အမိုရီရဲ့မန်ချက်စတာယူနိုက်တက်တင်ဟာဘီယက်ဆိုစီတက်လန်ယွန်နဲ့ဘီဘာအိုရိုကိုကြော်ဖြတ်ပြီးဘောလူဝဲကိုတက်ရောက်လာခဲ့တာဖြစ်ပြီးတန်ပွဲတစ်ချောင်လုံးရှုံးပွဲမရှိသေးပါဘူး။တစ်ဖက်မှာလည်းစပါးတင်ဟာအက်ကမာဖရန်ဖာဘိုဒက်ဂနိနိုကိုကြော်ဖြတ်ပြီးဘောလူဝဲကိုတက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်မန်ချက်စတာယူနိုက်တက်နဲ့တော်တီယန်စပါးတင်တို့ဟာတူရီယက်ဘီရီလီရလက်ဆိုးလေးကိုကြောက်ခိုင်းပြီးယူရိုပါလိဖလားကိုရယူဖို့အတွက်ဘီဘာအိုကိုဘောတော်ဦးနဲ့ညမှာအကျိတ်နဲ့ရှင်ပြန်ကစားသွားမှာဖြစ်ပါတယ်။ဂျူနယ်ရဲ့စတိုင်ကြတဲ့ဝက်ဆုံနဲ့တင်းငိမ်မှုနဲ့ စပါးတင်းရဲ့တောက်တောက်တတရှိမှုပြင်ဆင်မှုလို့ကဘိုလူဝဲမှာဘလို့အကျိုးတရောက်မှုတွေဖြစ်လာမလဲဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ပြိသက်တွေတော့တကယ်ကိုဆေးလုံရှားစီရကောင်းတဲ့ဘိုလူဝဲတပွဲဖြစ်လာမှာသိကြပါရယ်။ကပြိသက်ကြီးယူရိုပါလိဘိုလူဝဲအတွက်မန်ချက်စတာယူနိုက်တက်နဲ့တော်တီအောင်စပါးတင်းတွေရဲ့ပြင်ဆင်မှုပုံရိပ်တွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြိသင်းကယူရိုပါလိချန်ပီယံဖြစ်သွားမလဲဆိုတာကတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ဆက်တဲ့အမားတို့ချစ်တဲ့